အားလုံးပဲမင်္ဂလာပါခင်ဗျာပရာလောကဇာတ်လမ်းများစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ညာတင်ဆက်ပေးသွားမယ့်ပရာလောကဇာတ်လမ်းလေးကတော့ဂျာနီကန်တင်ញိုင်ဂျိုဘွတ်ဒိုဘွဲဆိုတဲ့ပရာလောကဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာအဇာတ်လမ်းမစတဲ့ညမှာညစဉ်ညတိုင်းပရာလောကဇာတ်လမ်းကောင်းများကိုရွေးချယ်လို့တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ထားပြီးတော့ဗီဒီယိုအသစ်တင်နိုင်သိရှိနိုင်ဖို့ဘေးနားက notification ခေါင်းလေးကိုလည်းနှိပ်ထားပေးရဖို့မြင့်တာရက်ခံကြပါမယ်။ ဒါဆိုရင်ကျွန်တော်တို့ဇာတ်လမ်းလေးကိုဆက်လက်နားဆင်လိုက်ကြရအောင်ခင်ဗျာမန္တလေးကတရရင်နန်းတော်ရှေးဟောင်းအင်ကြီးမှာအနေနဲ့ရှင်ကာလအတွင်းမှာတော့တရင်ကျုတ်ကာလကိုရောက်ရှိခဲ့ပါတယ်အဒီကာလဆိုရင်တော့မန္တလေးမြို့ကြီးတစ်ဝိုက်မှာဖျားပွဲတွေပျော်ပွဲရှင်ပွဲတွေလှိုင်လှိုင်ပေါ်တဲ့ကာလပေါ့ဗျာမန္တလေးမြို့သူမြို့သားတွေဆိုတော့ကလည်း ဘယ်သေးသောကိုဦးတည်ပြီးတော့ပျော်ပွဲရှင်ပွဲလုံးရောက်မယ်မှမသိရင်တော့ဖရာတစုရက်ွက်ထဲပြင်ပြီးတော့ရက်ွက်အလိုက်တလှည့်စီပွဲလန်းတဲ့ပင်လေးစီရင်ကျင်းပါကြတယ်ဆိုတာကျေးဇူးအကောင်းနဲ့သူတို့ရဲ့ပျော်ရှင်နှစ်လိုပွဲရာစိတ်တဘောထားသေးပါပဲဗျာပွဲလန်းတဲ့ပင်ပျော်ရှင်မှုကိုခုံမင်းနှစ်တက်တက်တဲ့အတပည့်ရှေးရရမြမစိတ်ထားကိုလည်းပိုင်ဆိုင်ထားတဲ့သူတွေဖြစ်ကြတာပေါ့မန္တလေးမြို့ကြီးမှာပွဲလန်းတဲ့ပင်ဘလောက်ပေါ်လဲဆိုရင်ဖရာပွဲဂုံကြီးပွဲအလူပွဲလန်းတဲ့ပင်သာမကပရာလောကသားပွဲတွေတောင်ရှိရဲ့ဗျာ အဲကျွန်တော်ဒီသတင်းကြားကသာကအဲဟောလုံးလို့ဘာပြောရမှန်းတော့မသိဖြစ်ဖြစ်ရတယ်ဗျာ။ဩချရတော့ပွဲလန်းတဲ့ပင်ကျင်းမတက်တဲ့တကယ်ရွှေမန္တလာသားတွေပါပဲဗျာ။ကျွန်တော်ဒီအင်ကြီးမှနေထိုင်ရင်းနဲ့သတင်းကြိုလာကိုရောက်ရှိလာပါတယ်။ဝါလာကင်းတော့သတင်းကြိုအခါသမယမှာမန္တလေးမြို့ကြီးကတော့ရာသီဥတုတာယာကြီးနေပြီးလွန်စွာမှနေလို့ထိုင်လို့ကောင်းတဲ့အချိန်အခါပဲဖြစ်ပါတယ်။ရာသီဥတုလေးကအလွန်သူပြင်းကြီးမရှိသလိုမိုးရွာလို့လမ်းတွေသွားမရအောင်ရေချမ်းရင်းတွေလည်းမရှိတဲ့အတွက် ကြည်ခင်းလက်ခင်းသားတဲ့ချိန်ကြီးပေါ့ဗျာကျွန်တော်ကမန္တလေးမှာဧည့်သည်ဆိုတော့မန္တလေးကတငယ်ချင်းတွေရောဝန်ထမ်းတွေရောအလုပ်ပရက်တွေမှာနေရာစုံကိုလိုက်ပို့ကြတယ်ဗျအဲကျွန်တော်ကလည်းအပြင်ထွက်ရှင်နေတဲ့သူဆိုတော့ပရက်တွေဆိုရင်ရှောက်လေရတော့နားမရပါဘူးဗျာတရင်ကျမမေးစီရမှာပေါ့အလုပ်ထဲကဝန်ထမ်းကောင်လေးတယောက်ကအခုတရင်ကျပရက်ပဲသွားရင်လေတဲ့အဲကျွန်တော်ကလည်းဘယ်သွားရမလဲမသိပါဘူးကွာမြင်းမမဲ့သွားရင်တော့ကောင်းမလားပဲဆိုတော့ ။ live နေ့ကြောက်ရင်ဂျာနီကန်တင်းကြီးမှာကြိုပွဲလုပ်ပွဲရှိရတယ်။အရန်စီကားတယ်။အသွားတင်ရင် live ပို့မယ်လို့ပြောတော့ကျွန်တော်ချက်ချင်းစိတ်ဝင်စားသွားတယ်ဗျ။အေးသွားကြနေကွာ။ကြိုပွဲလုပ်ပွဲဆိုတာဘယ်လိုလဲဆိုတာကိုသိကျင်တယ်လေ။အဲဒါနဲ့ကြိုပွဲလုပ်ပွဲသွားမယ်လို့ဆုံးဖြတ်လိုက်တယ်။အစိတဲကနေလည်းမြင်မြန်သာသွားလိုက်ချင်တာမှလွန်ပါရောဗျာ။တရင်ကျိုလာပြင်းကြသူရောက်လာခဲ့ပါပြီ။အညနေ6:00နာရီတဲကပြင်ဆင်ပြီးတော့ live မဲ့ကျွန်တော်တပည့်လေး9ယောက်လဲရောက်လာတာနဲ့တခါတည်းအိမ်ကထွက်ခင်းလာပါတယ်။ အပြင်မှာပဲညသာစားမဟာမျက်မှုတစ်ပြားရဲသွားဖူးပြီးတော့မြို့ထဲလက်ပတ်မောင်းနေရတာပျော်တရားပေါ့ဗျာညဆယ်နာရီကျော်တော့ကြတော့အရှိပြင်းဘက်မှာလက်ဖက်ရည်တော့မုံစားကြပြီးတော့ဂျာနီကန်ကျုပ်ပွဲလုပ်ပွဲထွက်လာလိုက်တယ်ဗျအဲမြောက်ပြင်ဘက်ကနေတောင်ယုံဘက်သွားတဲ့လမ်းလိုထင်ပါတယ်အဲကျွန်တော်ကကားမောင်းပေါ့အဲမြို့ကဝန်ထမ်းလေးကလမ်းပြတာပေါ့ဗျာအဲနောက်ခုံနှစ်တန်းမှာတော့နှစ်ယောက်စီထိုင်လိုက်လာကြတာပေါ့အဲကျွန်တော်ကကားမောင်းပြီးတော့ကျွန်တော်ဘေးပုံမှာတော့တယောက်ထိုင်လိုက်လာကြတယ်အဲလမ်းကတော့ တန်တန်လမ်းမကြီးအတိုင်းမောင်းရတာပေါ့အဲကားပေါ်မှာတော့စုစုပေါင်း6ယောက်ဆိုတော့စူပါကတ်စတန်ကားနဲ့သွားလိုက်ကြတယ်အဲတော်တော်ဝေးဝေးလေးမောင်းရတယ်ဗျာလမ်းမှာတော့မောင်းနေပြီမဲ့ပွဲသွားတဲ့ဆိုင်ကယ်ကြီးကားကြီးကတော့ကားလန်တက်ချောက်အပြည့်ပါပဲဗျာဆက်လာရင်မထိုးပဲလောက်မှာပဲကားလမကြီးကလည်းဂျာနီကန်တုတ်တန်သိုးလိုရေးထားတဲ့လမ်းထဲကိုကိုယ်ဝင်လိုက်ပါတယ်9မိနစ်လောက်ကြာတော့ရောက်ပါပြီဗျာတင်ញိုင်းတစ်ခုလုံးကိုအုတ်ချံစီကိုကာရင်ထားပါတယ်တင်ញိုင်းသွားတဲ့လမ်းတစ်ချောက်မှာလည်း ကားရီဆိုင်ကယ်တွေနဲ့ပြည့်ညက်နေပါတယ်။အဲကားရက်စရာနေရာမရလို့တင်းကျိုင်းကိုလွန်သွားပြီးအပင်အိုးတွေရှိတဲ့လေခွင်းစံနာမှာကားရက်ခဲ့ပါတယ်။အလားပြင်းရပြီးမယ်အပင်အရိပ်အယမ်းများလို့ဘာပင်တွေလဲတော့မသိတော့ပါဘူးဗျာ။အတင်းကျိုင်းအပေါ်ဘက်ကစဝင်လိုက်ပြီဆိုရင်ပဲအညီဆိုးဆိုးပုံအပ်အနံ့တွေကစီးကျုံနေကြပါတယ်။အဇရက်ထဲမှာဆရာတော်ကတရားဟောနေတဲ့အံကိုလည်းကြားနေရပါတယ်။တင်းကျိုင်းအုပ်ကူတွေကြားကနေဖြတ်ပြီးသွားလိုက်တော့ကျုပ်ပွဲလိုဝဲမှာ အသရေတွေကိုအစာကြီးဖို့စနစ်တကျရာဇမက်ခြံလေးတွေခတ်ထားတာကိုတွေ့ရပါတယ်။အဲကျွန်တော်တို့လည်းခြံခတ်ထားတာတွေကိုလိုက်ကြည့်ရင်အထဲမှာအစာကြီးကိုထည့်ထားတာတွေကိုလိုက်ကြည့်နေလိုက်ပါတယ်။အဲခြံတွေထဲမှာတော့သဘောတွေထဲမှာတရေဘဝမကျွတ်မလွတ်သေးသူတွေစားဖို့အဲမုံမျိုးစုံအဲကောင်းညင်မောင်တံပေါက်ကြက်သားအစာဓာတ်တွေပြင်ဆင်ထားပြီးတော့ရေဝိုးတွေမှာလည်းရေပွက်ကလေးတွေတင်ပြီးတော့အစင်သစ်ပြင်ဆင်ထားတာကိုတွေ့ရပါတယ်။အရာသမက်ခြံတွေထဲမှာတော့အဝယ်အထွက်အပေါက်ကလေးတွေဖောက်ထားပြီးတော့ အချိန်မတိုင်ခင်တရေတွေဝင်စားမှာဆိုလို့အပရေအချီကျိုးလေးတွေတားထားပါတယ်။အဲ့ဒီလိုကျွေးဖို့ခြံကလေးတွေ6ခုလောက်ရှိတယ်ဗျ။အဲဘယ်လိုတွေဘယ်ခြံမှာစားဆိုပြီးတော့နေရာလေးတွေကိုလည်းဆိုင်းဘုတ်လေးတွေရေးပြီးသတ်မှတ်ထားပါတယ်။အဲမဖဲဝါနဲ့သူ့အကူစားရန်နေရာအဘလူးတပတ်များစားရန်နေရာအပိတ်တာများစားရန်နေရာတဆေမင်းသားများစားရန်နေရာအမကျွတ်မလွတ်သေးသောဝိညာဉ်များစားရန်နေရာအစားရှိတဲ့ဖြင့်ခွဲခြားထားပါတယ်။အချန်ဒီယိုတွေတမှာတော့မီးတွေလည်းထွန်းထားတယ်ဗျာ။ ဲကျွန်တော်တို့အဖွဲ့လည်းရှောက်ကြည့်ရင်လည်းအုပ်ဘူးတွေပဲသွားပြီးအနမီတွေအသက်တွေရှောက်ခတ်နေလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ကမှထူးခြားမှုတွေစတင်ခံစားမိလာပါတယ်အဲကျွန်တော်ကိုခန္ဓာနဲ့နားနှက်ခတ်လုံးကလေကလေးတွေဝက်ခနဲဝက်ခနဲအဖြက်ပြီးတော့လေဟက်တန်တိုးတိုးလေးတွေကြားနေရပါတယ်တရေတွေကျွန်တော်နာကဖြက်ပြေးနေကြတာပါအိဗေကတော့အရန်စားချင်တောက်ချင်နေလို့ရှောက်ပြီးနေကြတာပါဒါပေမဲ့သူတို့စားလို့မရကြသေးပါဘူး ဆရာတော်တရားရည်အတိုက်ကြွေးပြီးတော့စားတော့ဆိုပြီးတော့ဆရာတော်ကအမိန်ပေးမှသာစပြီးတော့စားကြရမှာဖြစ်ပါတယ်။အဇယက်ထင်းမှာတော့ဆရာတော်ကတရားရည်အတိုက်ကြွေးနေတာမပြီးသေးပါဘူး။အတချက်တချက်မှာတော့ကျွန်တော်ဘကုန်းကိုဝင်တိုက်သွားသလိုလောင်ခံစားမိပါတယ်။အတင်းညာကြီးအလဲအုပ်ကူကြားမှာတော့လာရောင်ကထိန်နေတာလို့တကယ်ကမှတရားရစရာကြောချမ်းစရာအချိန်ပါပဲဗျာ။အတွင်ဘက်ကအုပ်ကူတွေပဲဆက်ကြည့်နေနေကျွန်တော်ပဲဘကုန်းနောက်ဘက်နားကနေ အရေးလိုလိုအရာတခုပါလာတော့ကိုတတိထားမိလိုက်တယ်ဗျအတဆက်ထဲမှာပဲဟင်းစားချင်နေပြီနဘီဝတော်ကလေးစကားပြောစံလေးကိုကြားလိုက်ရတယ်ဗျအဲကျွန်တော်လည်းကြောချမ်းလာတာနဲ့ဇရက်ဘက်ပြန်လာပြီးတော့ဇရတော်တရားဟောတဲ့စီကို ပြန်လာလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဇရတော်ကနာနာဘဝတွေကိုအပြုသမျှကုသိုလ်အမြဝင်မယ်တာရုခေါ်ကြဆိုပြီးတော့အမြဝေပါတယ်အဲပြီးတော့မှဇရတော်ကကဲမင်းတို့တနည်းပဲလုံးဘာမှမစားရသေးတော့ အဒီနေ့အစာကျွေးမယ်ကောင်းကောင်းစားကြလို့ပြောတော့မှတက်ဆိုင်ရလူတွေကအစာကျွေးမယ်ခြံစည်းရိုးတွေနာသွားပြီးတော့ခြံမှာရှိထားတဲ့ပရေကျိုးလေးတွေခြင်ထားကြပါတယ်အစရာတော်ကလူတွေကိုတရေရရအတွက်တားထားတဲ့စီးရဲကိုမဝင်မိဖို့တတိပေးနေပါတယ်အပြီးမှပဲကင်စားကြတော့လို့ပြောရင်တင်ញိုင်းတစ်ခုလုံးမိန်ချပြီးတော့မီးပိတ်အမောင်ချပြစ်လိုက်ပါတယ်အပရေကျိုးတားထားတဲ့ကျိုးတွေကိုလည်းဆွဲဖြက်ပေးလိုက်ကြပါတယ် အမီးတွေအကုန်ပိတ်လိုက်ပြီးမဲလာရောင်ကြောင်းခြံတွေထဲကိုတက်တက်ကွက်ကွက်မြင်နေရတယ်ဗျ။ကဲစားကြဟိလိုအော်လိုက်တာခြံဘဝကနေခြံနေအတင်းကမှအလူအရက်ကိုတိုးဝင်နေကြတာကိုတွေ့ကြရပါတယ်။အလူစားကြလို့သဘောပန်းနေမှောက်ကြကုန်ပြီးတော့ရေခွက်နဲ့ရေဦးနှခန့်တိုက်လို့ဂလုံးဂလုံးဆိုပြီးမိတန်နေဝူဝဝပလုတ်ပလောင်လူစားနေတဲ့နေကြားနေရပြီးအရေးတွေအစာလူစားနေတာကိုတွေ့နေရတယ်ဗျ။အဲကျွန်တော်နားထဲမှာတော့အတန်တွေကိုစူညံနေတာပါပဲဗျာ။ ကျွန်တော်ကတေချာကြည့်တယ်လို့အရှိဆုံးဘဝနာကနေနေရာရောက်အောင်ယူထားတော့အဲကျွန်တော်နာကဖြက်ပြီးနေကြတာတွေကအများကြီးပဲဗျာအအပေါက်ကကျင်းတော့လူတိုးနေကြတာလူတိုးနေကြတာဆိုတာလေအကျွန်တော်ဘခုံကိုလာတိုက်မိတဲ့တရေတောင်ရှိပါသေးတယ်ခဏလေးနေရောကဲစားလို့ပြီးပြီဆိုရက်လိုက်ကြတော့ဆိုပြီးတော့အတန်ကြားရပြီးအဖြုံးဆိုပြီးတော့မီးပြန်ဖွင့်လိုက်တယ်ဗျာအချန်လေးကိုကြည့်လိုက်တော့မုတ်တွေလည်းမရှိတော့ပဲအကျဉ်းကျန်နေအမွှားသာကျင်းနေပြီးတော့ရေဦးကြီးကလည်းအောက်မှာပြုတ်ကြပြီးတုံးလုံးကြီးလဲနေတယ်ဗျာ အဲ channel တွေမှာတဲဖြူတွေခင်းတော့အောင်မလေးပြခြေရာတွေမှာအများကြီးပဲအဲလူကြီးခြေရာတွေကကလေးခြေရာတွေကအများကြီးပဲဗျအဲထူးခြားတာကမဖဲဝါနဲ့သူ့အဖို့အတွက်ကျွေးတဲ့ channel မှာပဲခြေရာကြီးရေဆိုတာဗျကျွန်တော်တို့တထောင်လောက်တောင်ရှိတယ်ဗျအဲတကယ်ဘူအကြီးကြီးတွေပါပဲအဲနောက်တစ်ခုကတရဲတွေ channel မှာခြေရာတချို့ကခြေဖနှောင့်မပါဘူးဗျအဲကျွန်တော်လည်းနားမလဲတာနဲ့ဘေးကလူကိုမေးကြည့်တော့အဲ့ဒါပိတ်တာခြေရာတွေတဲ့ဗျာ အဲကျွန်တော်လည်းရှောက်ကြည့်နေနေအချိန်တော်တော်နှောင်းသွားတယ်ဗျအဲလူတွေလည်းပြန်ကုန်ကြတော့တင်းကြိုင်းထဲမှာလူတွေလည်းတိတ်မရှိတော့ပါဘူးအဲဒီအချိန်မှာပဲကျွန်တော်နဲ့အတူပါလာတဲ့သူတွေပဲလှည့်ပြီးတော့ပြန်ကြရအောင်လို့ပြောတော့အဲသူတို့လည်းအရင်ကြောက်နေကြတာမျက်စိတွေမျက်နှာတွေပြင့်နေကြတာပါဗျာအတယောက်ကကျွန်တော်တို့ကြောက်လို့ပြန်ညင်းနေတာကြပြီအခုကိုအားနာလို့ဆိုပြီးပြောလာတော့ကျွန်တော်လည်းအေးပါကွာပြန်ကြတော့ဘောဆိုပြီးတော့အတင်းញိုင်းခုံးတွေကနေအုပ်မူတွေရားတွေကနေဖြတ်ပြီးတော့ အတင်းညာဝင်ဝတခါပဲကိုလျှောက်လာတော့အတော်တော်မောင်းနေပါပြီအလားရောင်လေးဝိုးတဝါဝါနဲ့ခလန်းလန်းလောက်ကိုမြင်နေရတယ်ဗျအဲ့ဒီအချိန်မှာပဲတတိထားမိတာကလာတော့က6ယောက်ဖြစ်ပြီးနောက်ပြန်လှည့်ရေးကြည့်တော့ကျွန်တော်အပါဝင်9ယောက်ဖြစ်နေတာပါပဲကျွန်တော်လည်းဘေးကတယောက်ကိုတူတူလေးကပ်ပြောလိုက်တော့အသူကလည်းဟုတ်တယ်အကိုအတယောက်ပုံနေတယ်လို့ပြန်ပြောပါတယ်အဲကျွန်တော်ကလည်းနေပါသေးကွာလာဆက်သွားကြည့်ရအောင်ဆိုပြီးတော့အတင်းငယ်ဂိတ်တကားနာကိုရောက်လာပါတယ် အဲ့ဒင်းရင်ကိနာရောက်ဖို့ဂိုက်30အကွာလောက်ရောက်တော့အကျွန်တော်ချက်သီးနေထလာပြီးတော့တကောလုံးတုံတက်သွားပါအသီးစိမ့်မလော့အောင်ပြန်ထင်းလိုက်တော့ဘာမှမဖြစ်တော့ပေမယ့်အမျက်စိထဲမှာတော့မြင်ဝင်းတစ်ခုကိုကွက်ကွက်ဂွင်ဂွင်မြင်လိုက်ရတယ်ဗျအဲ့ကျွန်တော်ခြေစုံရက်ပြီးတော့ကြည့်နေတော့ကျွန်တော်နဲ့ပါလာတဲ့သူတွေတဲ့ကျွန်တော်ကြည့်တဲ့နေရာကိုလိုက်ကြည့်နေကြပါတယ်အဲ့ဒါပေမဲ့ကျွန်တော်တယောက်တည်းပဲမြင်နေရတယ်ဗျအမလေးဗျာစိတ်ထဲမကောင်းလိုက်တာအသက်၅နှစ်လောက်ကလေးတရေလေးတကောင် အင်ဂျီရလည်းမရှိဘဲနဲ့ဘောင်းမီတိုးလေးနဲ့ညက်ပတ်ပေးကြနေတာပဲဗျ။အုတ်ကူနေရန်ကိုမှီပြီးတော့ထိုင်ပြီးတော့ငိုနေတာဗျ။ဝမ်းနဲ့ပလက်ကိုငိုနေတာဗျ။တရဲလေးကဘေးကအပင်ကြီးအောက်ကိုကြည့်ပြီးတော့ငိုနေတာပါ။အပင်ကြီးအောက်မှာတော့တရဲကြီးတစ်ကောင်ကအငုတ်တို့ထိုင်ပြီးအစားတွေဘလို့ဘလောင်စားနေတာကိုတွေ့လိုက်ရတယ်ဗျ။အဲကျွန်တော်စိတ်ထဲကအလိုလိုသဘောပေါက်လိုက်ပါပြီ။အဒီကလေးတရဲလေးဘိုက်စားလို့ငိုနေတာပါ။အခုနကခေါ်ကြည့်တော့ကတရဲကြီးတွေကမတူးနိုင်လို့မစားလိုက်ရတာလား။ ဲဒါမှမဟုတ်သူ့မို့ကိုပဲဟိုတရဲကြီးကလူပြီးစားသွားတာလားတခခုကတော့ကျင်းတည်နေပါပြီအဲကလေးအလွန်ချစ်တဲ့တဲ့ကျွန်တော်အတွက်ကတော့အရင်ထဲမှာခံစားလိုက်ရတာဗျာအတရဲလေးကိုတနာလုံးလို့ဘာလို့လို့ဘာကရမှမသိတော့ပါဘူးအစိတ်ထဲကတော့အပေအောက်ကတရဲကြီးကိုပြီးထိုးလိုက်ခြင်းစိတ်တွေတာဖြစ်နေပါတယ်အဲဒေါရီလည်းကန်းတရဲလေးကိုလည်းတနာဘာလို့လို့ဘာကရမှမသိဖြစ်နေပါတယ်အဲ့ဒီအချိန်မှာစိတ်ထဲမှာတတိရလိုက်တာကအဒီတရဲလေးကိုတခခုကျွေးကျင်စိတ်ဖြစ်ပေါ်လာပါတယ် အစင်းသားရင်ပဝန်းညင်ကိုကြည့်လိုက်တော့အသင်းကြီးထဲမှာဘာစည်းဆိုင်မှလည်းမရှိဘာမှလည်းဝယ်ကြွေးတရာမရှိအဲအဲ့ဒီအချိန်မှာသတိရလိုက်တာကတော့ညနေကကျွန်တော်တို့ဆိုင်မှာအညစာစားတော့ငါစားလို့မကုန်လို့အများကြီးကျန်တဲ့အကြက်သားကြော်တွေဖော်ဘူးနဲ့ထည့်လာတာကိုသတိရမိလိုက်တယ်အဲဒါနဲ့ကျွန်တော်တပည့်လေးတွေပဲလှည့်ပြီးတော့အဲကားတွေကကြက်သားကြော်ဘူးရှိတယ်သွားယူကွာလို့ပြောတော့အသူတို့ကဘာလို့မလို့လဲအကိုတဲ့အတင်းကြံကူကြီးတဲ့မှာဘာလို့မလို့လဲလို့မေးကြတော့အဲကျွန်တော်လည်း ဟိုအုံမရဘေးမှာတရေလေးတောင်ဘာမှမစားရပဲငိုနေတယ်ကွအဲသူ့ကိုကြွေးမလို့ဆိုပြီးပြောတော့အဲအကောင်လုံးထအောင်ရင်းနဲ့အမလီမလုတ်ပါနဲ့အကူရဲတော်ကြကြွေးရင်တရေတွေဝိုင်းလိုက်လာလို့ဒီဘောမှားနေပါမယ်လို့ပြောတော့အဲကျွန်တော်လည်းအဲ့လိုဖြစ်နိုင်နေဆိုတာကိုကြိုတီးထားပြီးသားပါကွာအဲဒါပေမဲ့တရေလေးငိုနေတာကိုကျွန်တော်မကြည့်ရနိုင်ဘူးလीမျက်နှာလည်းခဲပြစ်လဲမလုံနိုင်ဘူးအဲကျွန်တော်စိတ်ထဲမှာတော့တရေကလေးကိုတနာတဲ့စိတ်တွေပဲလွှမ်းမိုနေပါတယ်အဲတစ်နှစ်လုံးဘာမှမစားရပဲငတ်မို့နေတဲ့ကလေးတယောက်ကို အဘာမှမကြွရပဲကျွန်တော်ထားမတော့ရက်ပါဘူးအကျွန်တော်တပည့်နှစ်ယောက်ကိုလေးတန်းမမာနဲ့ပြန်ပြောလိုက်မိပါတယ်အသွားယူမှသာယူဆန်းกว่าငါစိတ်မချမ်းသာလို့လို့ဖြစ်เสียပြည့်ငါရင်ဆိုင်မယ်กว่าလို့ပြောရင်အကားတော့လှမ်းပေးလိုက်ပါတယ်အဲသူတို့နှစ်ယောက်လည်းအပြေးလေးထွက်သွားပြီးတော့မကြမီမှာပဲပြန်ရောက်လာပါတယ်အကျွန်တော်ကြက်သားကြော်ဘူးလေးကိုခြင်ရင်းနဲ့ဘယ်လိုကြွေးရမလဲဆိုပြီးတော့ဘေးဘက်တွေတစ်ချက်ကြည့်လိုက်ပါတယ်အနယံမေးမှာတော့တရေလေးကငိုနေတော့မှာပဲအပင်ရောက်ကတရေကြီးကတော့မရှိတော့ပါဘူး အဲဘယ်ရောက်သွားလဲတော့ကျွန်တော်လည်းမသိဘူးဗျအဲကျွန်တော်လည်းရသားကြော်ဦးလေးကိုအတာဟပြီးတော့တရေလေးစီကို တလန်းချင်းလျှောက်သွားပါတယ်ခု၅ရောက်ကတော့နောက်မှပူပြီးရက်ကြံနေခဲ့ကြပါတယ်အဲကျွန်တော်လည်းရှီတိုးသွားရင်းနဲ့တရေလေးကိုကြည့်လိုက်တော့အဲမျက်စိအပြူသားလေးနဲ့ကျွန်တော်ကိုအားဖို့တကြီးကြည့်နေပါတယ်ကျွန်တော်သူ့ကိုကြည့်ရတာတနာလိုက်တာဗျာအော်ငါသာအိမ်အောင်ရှိရင်အဒီကောင်လေးဟာငါသားလေးအရွယ်တော့ဘောဆိုပြီးတော့စိတ်မကောင်းဖြစ်လိုက်တာဗျာ အဲသူကတော့ကျွန်တော်တလန်းချင်းရှောက်လာတာကိုကြည့်ရင်အငိုတိတ်သွားတယ်ဗျာအဲလက်ထဲကဘူးလေးကိုလည်းလှမ်းကြည့်နေရှာတယ်အမျက်လုံးလေးကိုပြူးနေတာပါပဲဗျာအတရေလေးကြောက်ပြီးတော့ထွက်ပြေးမှာဆိုလို့အဲကျွန်တော်ဖြည်းဖြည်းမှန်မှန်လေးပဲအဲသူရှိတဲ့တဲ့ကိုရှောက်လာလိုက်တာအဲရောက်ဖို့ခြေလမ်းဆယ်လမ်းလောက်အလိုလောက်မှာပဲရောက်ရောအဲဘေးကဖြတ်ပြီးတဲ့အရေးတွေတွေးလိုက်ရပါတယ်အဲကျွန်တော်လည်းလမ်းဖြန့်လာပါပြီအဓိကကတော့ဝေပူးခံရမှာကိုကြောက်တာပါအဲကျွန်တော်လည်းခြေစုံရက်ပြီးတော့ဘာလို့ရမှန်းမသိဖြစ်နေတော့မှာ အစိတ်ထဲမှာဖျားကုံတော်ရွတ်မယ်လို့တွေးလိုက်ပါတယ်။အဲနောက်တော့မှတရေကလေးပါထွက်ပြေးသွားမှာဆိုလို့မရွတ်တော့ဘဲအဲနောက်တစ်ချက်လဲကြည့်လိုက်ပါတယ်။အဲတပည့်ငါးယောက်ကတော့ကူးကက်နေကြပြီ။အဲကျွန်တော်ကိုစိုက်ကြည့်နေရင်တယောက်ကအခုပြေးချပြီးပြန်လာခဲ့တော့လို့អော်နေပါတယ်။အဲကျွန်တော်ပြေးချလို့မဖြစ်ဘူးလေ။အပြေးချလိုက်ရင်ကိုတရေကလေးမစားရမှာမဟုတ်တော့ဘူးဗျ။အဲဒါနဲ့တရေကလေးပဲပြန်လှည့်ကြည့်ရင်လည်းလေးတိုင်မမှန်လေးနဲ့ကိုကလေးလေးဒီမှာမင်းအတွက်အမင်းစားဖို့လာယူ။အကျန်တဲ့သူတွေငါနာလုံးဝမလာနဲ့။ မင်းမင်းတို့ကငါမတွေးဘူးအဲ့လိုပြောပြီးတော့ငုတ်တုတ်ထိုင်ချလိုက်ပါတယ်တရဲလေးကငိုမနေတော့ပေမဲ့အမျက်နှာမှာတော့မျက်ရည်တွေရွှဲနေပါတယ်အခေါ်လိုက်တော့တွန်ဆုံတွန်ဆုံနဲ့ထိုင်ရဲ့ရွှေ့လာပါတယ်အဲသူမျက်လုံးကတော့ကျွန်တော်မျက်နှာကိုတစ်ချိန်လုံးစိုက်ကြည့်နေပါတယ်အဒုက္ခတစ်ခုခုပေးပါဆိုလို့ကြောက်နေတဲ့ပုံစံမျိုးပါအဲလက်ရကန်းအလိုလဲကြရောအဲကျွန်တော်လက်ထဲကဘူးကိုဇက်ခနဲ့လှမ်းလိုက်ပြီးတော့ဇရဲ့ဘက်ကိုပြေးသွားလိမ့်ရောဗျအဲသူလှမ်းယူလို့ဘူးတော်လက်ထဲကလွတ်ကျသွားပါတယ် အဲကျွန်တော်လည်းဘူးဘူတော်ငုံမကြည့်တော့ဘဲနဲ့အနောက်ကိုပဲမှန်မှန်လေးလျှောက်လာရင်းနဲ့ပြန်ကြတော့မယ်ကွာဆိုပြီးတော့တင်ညာကုန်ဂိတ်တရာကနေအကားရထားတဲ့စီကိုပြန်လာခဲ့ကြပါတယ်။အဲလူတွေလည်းပြန်ကုန်ကြလို့လူနည်းနည်းပဲကြံမာတော့တယ်။အဲရထားတဲ့ကားတွေလည်း၄-၅စီးလောက်ပဲကြံမာတော့တယ်။အချိန်ကတော့ညတနာရီခွဲလောက်ရှိပါပြီ။အဲကျွန်တော်တို့လာခါစားကနောက်ကျလို့ကားနေရာမရတော့တင်ညာကုန်ကျော်ပြီးတော့အနောက်ဘက်လေခွင်းနေရာမှာကားရထားခဲ့ရတာဖြစ်လို့အတော်တော်ဝေးဝေးလမ်းလျှောက်ခဲ့ရပါတယ်။ ရှောင်းနေရင်လည်းလာရအောင်မှာရှေ့ဘက်ကဂါဒစီမှာရွံ့ရွံ့တဲတဲဖြစ်နေတဲ့အကြရလို့ဘာဖြစ်လဲမသိဘူးဆိုပြီးတော့ပြေးသွားလိုက်ပါတယ်အဘူအညီလိုအပ်ရင်ပြေးမယ်ဆိုပြီးတော့ဗောဗျာအဲရက်ထားတဲ့ကားကဘာရာရိုကားပါ အမီတာစုကတော်တော်လေးချမ်းသာပုံရပါတယ်အဲကာနာရောက်တော့အသက်50ကျော်အတီကြီးရဲ့အဲ30လောက်ယောက်ျားတစ်ယောက်ရဲ့အတီကြီးရဲ့ဒါဖြစ်မယ်တူတယ်ဗျအဲ25လောက်ရှိတဲ့ကောင်မလေးတစ်ယောက်ရဲ့ဒါကလည်းအတီကြီးရဲ့သမီးလို့ထင်တာပါပဲဗျာ အဒီဂျီကငိုနေပြီးတော့သူသားနဲ့သမီးနဲ့ကအဒီဂျီကိုလက်တစ်ဖက်စီကဝိုင်းဆွဲနေကြရဲ့အမေရမလုပ်ကောင်းပါဘူးလာပါအမေရထားခဲ့လိုက်ပါဗျာညီသေးကသားတို့နဲ့ဘဝချနေပြီလေထားခဲ့လိုက်ပါလို့သူသားကြီးကပြောရင်အလက်ကိုဆွဲရင်ကားပေါ်ဆွဲတင်နေပါတယ်အဲကျွန်တော်လည်းကြည့်နေရင်လည်းစိတ်မကောင်းလိုက်တာဗျာဩအမေဆိုတာဒါမျိုးပါလားနော်လို့တေသွားတဲ့ဘဝချနေတဲ့သားလေးကိုအိမ်ကိုပြန်ခေါ်ဖို့ကြိုးစားနေကြတယ်ဗျာ အဒီကြီးကတော့ကားပေါ်မတက်ပဲအယုံကန်ငိုနေရင်လည်းမသွားဘူးငါသားလေးမပါပဲမပြတ်ဘူးမမေ့သားလေးကိုထွရီအမေစီလာခဲ့ပါတာလေးမမလဲဆိုပြီးတော့တောင်ကြီးမြောင်ကြီးနဲ့ငိုနေတယ်ဗျမိခင်တယောက်ရဲ့မြေတားကိုကျွန်တော်ကောင်းကောင်းသဘောတော့နားလည်လိုက်ပါတယ်။အဒီအဒီယူကြည့်ရတာသူသားမပါရင်လုံးဝမပြန်ဘူးလို့တန်ထိတန်ချထားပုံပဲဗျ။အဲကျွန်တော်ရက်ကြည့်ပြီးတော့မနေနိုင်တော့ပါဘူး။အဲရှေ့တို့သွားပြီးတော့ အတီဖြစ်ချင်တာကိုလှုပ်ပေးလိုက်ပါဗျာလို့သူသားကိုပြောလိုက်ပါတယ်။အဲသူသားကတော့ဟာဗျာမလှုပ်ပေါင်းမှုထင်နေဗျာ။အဲကျွန်တော်တို့ညီအငယ်ဆုံးလေးဆုံးသွားတာဒလကျော်လောက်ရှိပြီ။အမေကအခုသူ့ဝိညာဉ်ကိုအဲ့ဒီမှာတွေ့တယ်တဲ့။အဲ့ဒါအင်ကိုခေါ်သွားမယ်ကြီးလှုပ်နေတယ်ဗျာ။ကျွန်တော်လည်းအတီကသူသားလေးကိုပြန်ခေါ်ခြင်းရှာမှာပေါ့လှုပ်ပေးလိုက်ပါဗျာ။နောက်ကိစ္စနောက်မှရှင်းဗျာလို့ဆိုတော့အတီကြီးပြေးလာပြီးကျွန်တော်လမ်းမကိုအကန်ပြီး တားရဲ့အတိကိုကူညီပါအတိသားလေးကိုဒီမှာငငယ်ပြပြနဲ့မထားရဘူးအိမ်ကိုပြန်ခေါ်သွားမယ်အတိကိုကူညီပါကွယ်ဆိုတော့တကယ်အတိတားကူညီမယ်တားဘာလို့ပေးရမလဲဆိုတော့အတိကကားနောက်ခံတကားဖွင့်ရင်အတိသားလေးဒီနားမှာပဲရှိတယ်အတိတွေ့လိုက်တယ်အစားကြည့်ပြီးတော့ခေါ်မယ်ပြောရင်စက်တီးဘူးနှစ်ခုနဲ့စားစရာတွေယူလာတယ်ဗျအဲကျွန်တော်ကိုရော့သားလေးကဒီနှစ်ဘူးကင်ထားပြီးအတိကသားလေးကတ်လာရင်လက်ကိုလှမ်းဆွဲမယ်ပြောပါလေရောဗျာ အဲကျွန်တော်စိတ်တွေကမဖြစ်နိုင်ဘူးလို့ထင်ပေမဲ့လို့စိတ်ရှမ်းသာပါသေးဆိုပြီးတော့အဖုံးဖွင့်ရတာဘူးနှစ်ခုကိုအတပတ်စီခြင်ထားပါတယ်အဒီကြီးကတော့တားလေးကိုထုရီလာပါအောင်ကိုတားလေးအတွက်စားစရာတွေယူလာတယ်လာစားပါအောင်နော်လို့ခေါ်နေတယ်ဗျအဲကျွန်တော်လည်းအဒီဒီဘေးကနေဘူးနှစ်ခုကိုခြင်ပြီးတော့လက်ဆန်ထားလိုက်တယ်မကြပါဘူးဗျာနေတိုးတန်တမကြပါဘူးဗျာနေတိုးတန်လို့လို့ကြားပြီးတော့ဘူးနှောက်ကိုလက်တွေအများကြီးယောက်လာပါလေရော အဲကျွန်တော်လက်ထဲကဘူးတွေကိုလမ်းဆွဲနေတာပါအဲကျွန်တော်လည်းလက်ကိုနောက်ဆုပ်လိုက်အရှိတိုးလိုက်လုံနေရင်းနဲ့အဒီသားကိုတွေ့ရင်ကျွန်တော်ကိုပြောနော်လို့ပြောလိုက်တော့အင်းအင်းပြောမယ်သားလို့ပြန်ပြောရင်တရေလက်တွေကိုတေချာကြည့်နေပါတယ်အဲကျွန်တော်ကသာလက်ကြီးတွေကပ်လာရင်တွန့်တွန့်သွားတာအဒီကြီးကတော့တစ်ချက်တောင်မတွန့်သွားဘူးဗျအဲလက်တွေနဲ့မျက်နှာတွေတိတိကျကျလိုက်ကြည့်နေတယ်အသားစောကပ်နေတော့ကြောက်ရောက်ကောင်းမအောင် မသိတော့ဘူးထင်ပါတယ်ဗျာ အဲခဏလေးကြာရော IDG ကလက်တစ်ဖက်ကိုဇက်ဆိုလက်ဆွဲလိုက်ပြီးတော့ရပြီရပြီငါသားလေးကိုရပြီဆိုပြီးတော့အတင်းကားပေါ်ဆွဲတင်မာတော့တယ်အဲသူသားလေးကလည်းရှောရှောရှူရှူလိုက်တယ်ထင်နေဗျ IDG ကအရေးတစ်ခုကိုကားပေါ်ဆွဲတင်သားရင်တာကြည့်မောင်းမောင်းလို့ဟောလိုက်ရင်ကားလေးကခက်မမြန်ပဲမောင်းထွက်သွားတယ်အဲကျွန်တော်လည်းကြောင်ကြည့်နေရင်ကလက်ထဲကဘူးနှစ်ခုကိုလမ်းမမြခင်မြန်မှလွှင့်ပြလိုက်ရင်ခေကောင်နေလာကြဆိုပြီးတော့ကားစီကိုပြေးပြီးအဲကားပေါ်မြန်မြန်တက်ကြဟိလို့အော်ရင်းနဲ့ကားမောင်းပြန်ခဲ့လိုက်ကြပါတယ် အဲတင်တော်လဲကားမောင်းနေရင်လည်းကြက်သေးနေလဲထအဲကြောက်စိတ်တွေလဲဝင်လာလို့အယမ်းမောင်းပြီးပြန်လာတာကားမောင်းမသေးတာကံကောင်းပေါ့ဗျာဘဝမှာတခါမှမကြုံဘူးတော့လမ်းလိုက်တာဗျာတကူလုံးလဲကတုံးဝင်းနေဖြစ်နေတော့တာပါပဲအဲကားတွေကကျန်တဲ့၅ယောက်လဲကြောက်ကြလို့ထင်နေဗျာတိတ်ဆိတ်နေတာပဲကားမန်တွေအလုံးပိတ်ထားတာအသက်ရှူတော့မေးအသက်ရှူတန်းတော့ကားမန်တွေအလုံးပိတ်ထားတာအသက်ရှူတန်းတော့မကြားရပါဘူးဗျာအဲကျွန်တော်လဲလမ်းကရှင်းနေလို့ကားလီပါတွေကိုစွတ်နေလာတာအဲတော်တော်ဝိုးကြီးကောင်ရောက်လာပြီဗျာ ညကလည်း7နာရီကြိုးနေပါပြီ။ဟမ်ညကလည်း2နာရီကြိုးနေပါပြီ။အဲခဏကြာတော့မီးရေထင်းနေအောင်ထွန်းထားတဲ့စီဆိုင်တွေ့လို့ကားကိုရက်ပြီးငါတို့လူတွေအကုန်လုံးရောပါရလားလို့ဆိုပြီးမျိုးတော့တယောက်မှပြန်မဖြေကြပါဘူး။အဲဒါနဲ့နောက်လဲကြီးတော့6ရက်လုံးပြန်ပါလာတာတွေ့ရပါတယ်။အဲကျွန်တော်လည်းရေတံမှုဖွင့်တောက်နေတော့နောက်ဘက်ကတယောက်ကအခုရင်ကြောက်လိုက်တာအသက်တောင်ထွက်တော့မယ်လို့ပြောလာပါတယ်။အဲကျွန်တော်လည်းအေးပါကွာငါလည်းလန့်လာပါပဲလို့ပြောရင်ရေဘူးမောတော့ရင်းနဲ့ အဲကားဗက်မန်ကနေနောက်ကိုလှမ်းကြည့်လိုက်တာအနောက်ခန်းမှာ၅ယောက်ဖြစ်နေပါတော့ဗျာအထိုင်းနေတာကနောက်တန်းမှာ၂ယောက်အထိုင်းနေတာကနောက်တန်းမှာ၂ယောက်၂ယောက်စီထိုင်းနေတာပါအဲစိတ်ထဲကတော့ပြက်တနာပဲတရေတကောင်တော့ပါလာပြီသူတို့တွေးရင်းနဲ့အနောက်ကြီးမန်ကနောက်တစ်ကြိမ်ပြန်ကြည့်လိုက်တယ်တေချာပါပြီဗျာရှည်တန်းပေါ်မှာ၂ယောက်တေချာပါပြီဗျာရှည်တန်းပေါ်မှာ၂ယောက်ထိုင်နေတာကနေမှန်ထဲမှာ၃ယောက်ဆိုတော့အလေကထိုင်နေတာကတရေပါအဲကျွန်တော်ဘာလို့ရမှန်းမသိတော့ပါဘူး ။အခဏစဉ်းစားလိုက်ရင်လည်းကားပေါ်ကနှိမ့်ချမယ်ကွာလို့တွေးလိုက်ပါတယ်။လက်ဒါနဲ့ပဲနောက်ဒီမန်ကိုပြန်ကြည့်လိုက်ပါတယ်။အတရေကတော့အသားကညိုညင်းညစ်။အမျက်ကွင်းတွေကညိုမဲနေပါတယ်။အဒါပေမဲ့လည်းလက်စရာရုပ်တော့မဟုတ်ပါဘူး။အလဲတန်းနှစ်ယောက်ကြားမှာထိုင်ရင်းနဲ့ကျွန်တော်အကျိုးကုန်းကိုငေးကြည့်နေပါတယ်။အဲကျွန်တော်လည်းအလဲတန်းကနှစ်ယောက်ကိုနမီခေါ်ရင်းအမင်းတို့နှစ်ယောက်နောက်တန်းကိုပြောင်းထိုင်ကြ။ကားထဲမှာတရေပါလာတယ်။အမင်းတို့နှစ်ယောက်ကြားမှာထိုင်နေတယ်လို့ပြောတော့ အဲနှစ်ယောက်သားနောက်တန်းကိုဒိုင်မင်ပြည့်လိုက်ကြတာမြင်ရလိုက်ကြတာဗျာအဲကျွန်တော်လည်းနောက်ဘက်ကိုလှည့်ကြည့်တော့သူ့ကိုမမြင်ရတာနဲ့အရှိကနောက်ကြည့်မှန်ကိုပြန်ကြည့်ရင်းနဲ့အခမ်းအားကိုတုတ်လို့မခေါ်ပဲဘာလို့လိုက်လာတာလဲအခုကားပေါ်ကစင်းတော့လို့ပြောလိုက်ပါတယ်အဲသူကနှင်းနှင်းတတပဲပြန်ပြောတယ်ဗျအဲဒီနေ့သူ့ဘွဲလူဘွဲမှာသူကဆရာတော်ဟောတဲ့တရားကိုအကောင်းကောင်းနားလိုက်ရကြအောင်အမြဝေတာလဲကြားရလို့ဒါရုခေါ်လိုက်ရကြအောင်အဲဒါရုကိုဝမ်းမြဝမ်းသာခေါ်လိုက်ရလို့တရေဘဝနေရမယ့်ရက်တွေရော့ပြီးတော့ အဒီနေ့တရဘဝကအကျွခွင့်ရသွားပြီဖြစ်ကြောင်းအဲဒါပေမဲ့လည်းမန္တလေးတောင်လာကအကြောက်တော်ကြီးဖရာကိုနေမထွက်ခွင့်ဖူးမြော်ပြီးမှလူဘဝကိုကူးခွင့်ရမှာဖြစ်ကြောင်းပြောနေပါတယ်အဲကျွန်တော်ကခမရကိုဘသာသွားလို့မရဘူးလားအဲကျွန်တော်တို့ကဘာလို့လိုက်လာတာလဲလို့ဆိုတော့အခုချိန်ကြီးသူဟာနာနာဘဝအနေအဆက်မှာပဲရှိနေသေးကြောင်းအတုဝါဒသွားရင်တော့လမ်းတစ်လျှောက်မှာအတုကိုနှောက်ရှင်းဟန်တော့မယ်တရေတစ်ဘက်ကြီးတွေရှိနေကြောင်း အဲသူကိုဟန်လာရင်ဒီမထွက်ခင်ဖယားကိုရောက်အောင်သွားလို့မရနိုင်ကြောင်းအခုအတင်လူသားနဲ့ရောလိုက်လာတော့အတင်လူသားတို့ရဲ့ဖုံးကန်ကြောင်းအဲသူတို့တွေမနှောက်ရှက်ရဲတာကြောင်းလိုက်လာခဲ့ရပါကြောင်းတရဆက်ပြောနေပါတယ်အဲကျွန်တော်ကတော့မှန်ကြည့်ပြောနေပြီတရေကတော့ကျွန်တော်အကြောကုန်းကိုကြည့်ပြီးပြောနေတာပါအတရေပြောနေတာကလူစကားမဟုတ်ပါဘူးအဲကျွန်တော်မကြောက်ဘူးတဲ့စကားတွေပါ အထူးစန်းနာကသူပြောတဲ့စကားတိုင်းကိုကျွန်တော်နားလည်နေတာပါပဲ။အဲကားတွေကလူတွေကတော့ကျွန်တော်ကို ယူသွားပြီလို့ထင်နေကြပုံမှာပဲအဲကျွန်တော်လည်းခဏစဉ်းစားပြီးတော့အသူကိုဖျားလိုက်ဖို့ပြီလို့အသူကဖျားဖူးရပြီတရေဘဝကကျွတ်တန်းဝင်ရမှာဆိုတော့အင်္ဂါလဲကုသရပါတယ်လေဆိုပြီးတွေးရင်အကဲအဲ့ဒါဆိုလဲရအောင်ဖို့ဝေးမယ်ဗျာလို့ပြောရင်ကားဆက်မောင်းလာလိုက်ပါတယ်အမနဲ့၃နာရီကျော်လောက်မှတော့ဖျားကြီးရှိမိုးကကိုရောက်ပါတယ်အဲကျွန်တော်ကကားပေါ်ကစင်းအဘီတကားဖွင့်ပြလိုက်တော့အရေးတစ်ခုဆေးသွားပြီးကားဘေးမှာရက်နေပါတယ် အဲ့ဒီအချိန်ကြီးကျွန်တော်သူ့မျက်နှာကိုတရိုက်မမြင်ရသေးပါဘူးအဲဒါပေမဲ့လို့ကျွန်တော်သိပါတယ်အဲသူကျွန်တော်ကိုတခုခုပြောကြနေတာဗျအဲယေရှုတင်ပါတယ်ဆိုတဲ့ဇကားမျိုးပဲဖြစ်မှာပါလေအဲကျွန်တော်ကလည်းကဲသွားတော့ဗျာလို့ပြောမှအရေးကတရွိရွိနဲ့ဖျားဘက်ကိုထွက်သွားပါတယ်အဲကျွန်တော်လည်းကားပေါ်ပြန်တက်ကားမောင်းထွက်ခါနေလှမ်းကြည့်လိုက်တော့ဖျားမဟုရှိကအချင်းကြီးဘေးမှာရက်ပြီးတော့အဲကျွန်တော်ဘက်ကိုတကြဲကြည့်ပြီးတော့ဖျားဘက်ကိုတက်သွားပါလေရောဗျာ အဲ့ဒါနဲ့ကျွန်တော်နေတဲ့တရဲနန်းတော်ကြီးကိုမနက်၄နာရီထိုးကဒီမှာပြန်ရောက်လာပါတယ်။အိမ်ခန်းထဲပြန်ရောက်ပြီမဲ့ကျွန်တော်အဲ့လိုမပြောတော့ပါဘူး။အဲ့ရပေါ်မှာပက်လက်လန်းအနဘူးပေါ်လက်တင်စဲသားရင်ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေမှာမလုပ်ခဲ့တာတွေကမှန်ရဲ့လား။အတရဲကလေးကိုဘိုက်ဝအောင်စားရရဲ့လား။အဒီကြီးသားကိုအိမ်ကိုပြန်ရောက်တော့အဆင်ပြေပြေကောရှိကြရဲ့လား။ဖျားကိုပို့ခဲ့တဲ့တရဲကိုအဲ့လူပုံကိုကူးသွားပြီလားဆိုတဲ့အတွေးတွေနဲ့ စိုးရင်ဘူပန်စိတ်တွေဝမ်းသာကြည်ညိုစိတ်တွေကို ရောထွေးနေရင်ကဂျာနီကန်တင်ညာကျုပ်ပွဲလူပွဲဆိုတဲ့ပရာလောကဇလန်လေးကတော့ဒီတွင်ပြီးဆုံးပါပြီခင်ဗျာနားဆင်ပေးကြတဲ့တဦးတယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ဒါရပြည့်ရွှေသောညလေးကိုပိုင်ဆိုင်နိုင်ကြပါသည်ခင်ဗျာ